ဆက်အလုံးနဲ့ကလာပါဒီနေ့ပေါ့နော်ဟိုဟာအာပေါ့နော် grammar ပေါ့နော် entry ရဲ့ grammar entry grammar ဆိုပေမဲ့အာအရှိဗီဒီယိုမှာပြထားတဲ့အတိုင်းပဲဒီစကားပြောစီမှာတုံးဝင်တယ်ခိုးတော့တတိယအဖြစ်တကြောင်းဒီပေါ့နော်တခြားလေးလိုက်ပြီးတော့အာ message ချင်တယ်ပေါ့နော် entry ပဲမဟုတ်လေအဲ့လို့ဆိုတော့တော့ဒီနေ့လေ grammar ပေါ့နော်အများကြီးအဲမတွားဘူးနှစ်ခုသုံးခုလောက်ပဲတွားမယ်တွားပြီးတော့ကျွန်တော်တို့အာတစ်ခုအဲနှစ်ခုသုံးခုပဲတခါလေအောက်နောက်ထည့်ကိုအာထည့်အောင်ဗျခဲအောင်ဆိုတော့ကျွန်တော်ဒီနေ့အားနေ အရှိနေရဲ့ grammar ဆက်ဖြစ်တဲ့ grammar ကိုဆက်ပြီးတော့ရှင်းမယ်နော်ဒီ grammar ကကြတော့ uchini ဆိုတဲ့ grammar လေးဖြစ်ပြီးတော့သူရဲ့မြန်မာလိုအသေးပေအားကျွန်တော်လုံးနေစဉ်အသွင်းဖြစ်နေစဉ်အသွင်းလိုအသွင်းဆိုတဲ့အသေးပေပေါ့နော်ပြောမဆိုဘာနဲ့စင်တူလဲဆိုတော့ size ဆိုတဲ့ grammar နဲ့စင်တူတယ်ဒါပေမဲ့ထပ်ပြီးတော့ကိုရောသေးတယ် size နဲ့ uchini နဲ့ထပ်ကွဲထားရရှိတယ်နောက်ပြီးဒီမှာတင်းတင်းနဲ့ကျွန်တော်တို့သူရဲ့သူရသူရမှာပေါ့နော်အဲ့ဒီမျိုးဆိုတော့အဲဒီ uchini နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ဆုံးရှင်းပြမယ်ပေါ့နော် uchini ကကြတော့ကျွန်တော်တို့ အဲ့တခုခုမဖြစ်ခင်မလုတ်ခင်ပါဘောနော်အကြံဉာဏ်ပေးတယ်အာဒါမှမဟုတ်ဒါကိုနေလုတ်တင်တယ်ဥမာနင်းဗာလဲကျမ်းမာရေးမကောင်းတာမဖြစ်ရအောင်နင်းအခုထဲကကျမ်းမာရေးကိုလိုက်စားထားတင်တယ်အဲ့လိုမျိုးဘောနော်တခုခုအပြောင်းလဲမဖြစ်ခင်မှာအာအပြောင်းလဲမဖြစ်ခင်မှာနင်းလုတ်ဖို့ကောင်းတယ်ဟုတ်ကဲ့ကောင်းတယ်ဆိုတော့အနေထားဒီမှာတောင်းတယ်ဘောနော်ဒီမှာဆိုရင်ဒီစာကြောင်းလေးကိုကျွန်တော်တို့ဖတ်ကြည့်ရအောင်ဒီစာကြောင်းလေးကိုကျွန်တော်ကဘာလို့ဖတ်ပြလာလဲဆိုတော့စာကြောင်းကြောင်းလေးထဲမှာလဲကိုကိုမတိတဲ့စာလုံးလေးပါနိုင်တယ်ပြီးလို့ရှိရင် ကိုမတီရဲ့စကလုံးလေးနေကိုလည်းတစ်ခါလေရရအောင်ပေါ့ဆိုဥချီနီဝါအာလူဟန်ကာကာအိုခီရူမာယီနီနာနီကာကိုရှိတာဟိုကီရှိတိုင်းしてくださいなどと言うときにすかうちにそうあれあのခုခုပေါ့နော်ဟန်ကာဆိုအပြောင်းလဲဒီအိုခီရူမာယီတခုခုမဖြစ်ပေါ်ခင်မှာတခုခုအပြောင်းလဲမဖြစ်ခင်မှာခုခုကိုနာနီကာကိုရှိတာဟိုကီဆိုတခုခုကိုလောက်တာကောင်းတယ်ရှိတိုင်းလောက်ချင်တယ်してくださいလောက်ပါဆိုပြောရဲ့ချင်ဒီမှာတုံးတယ်တဲ့ ကဲဆိုတော့ဦးချင်းကြီးရဲ့အရှိမကျွန်တော်တို့ဘာဒီလိုက်တာလဲဆိုတော့အဖတ်ရဲ့အနိုင်ဖောင်လိုက်တယ်ဘယ်တေးရူဖောင်လိုက်တယ်ပေါ့နော် first ဆိုတော့ဒီနှစ်ခုကိုလိုက်တယ်ဘတ်နိုင်ဖောင်တေးရူဖောင်အဲပြီးလို့ရှိရင် ejected ဆိုရင်တော့ e အပေါင်းအဦးချင်းကြီးပြီးလို့ရှိရင် not ejected ဆိုရင်လည်း not အပေါင်းဦးချင်းကြီး noun ဆိုရင်တော့ဒီခေါက်ဦးချင်းကြီးကိုပုံမှန်ကျွန်တော်တို့အရှိ grammar ဒီမှာမှတ်သားခဲ့တဲ့အတိုင်းပဲ noun ဆိုရင်တော့ဦးချင်းကြီးကိုဒီခေါက်ကျွန်တော်တို့ not ကိုပေါင်းပေးရတယ်ကဲဆိုတော့ဦးချင်းနဲ့ပတ်သက်ပြီးတော့အောက်က example grammar လေးတွားပြီးကြည့်ချင်အောင် うちに、ちま、いつもこれ、まあ、八目の、アイスクリーム、アイスクリームが届けないうちに食べイスクリームが届けないうちに食べよう。そうじゃアイスクリーム、イスクリームはの、イスクリームが届けない、届けない、そう、まあ、屏風、届く、はの、今、届く、そう、皆さんの、お、ディカで届くのも、はうの、ピスイバディ、天狗、要でバディ、そういうの、だ、誰届きますことの、そ、べめ、なん、感じむ、と、はの、 ဟမ်ဒီမှာဆန်အာဒီမှာဆန်ဆန်စေးဟောပြောမှာပါတို့လို့ခုနဲ့ဘာမဟုတ်မှာတို့တို့ခဲလူတို့ခဲလူဆိုတာကြတော့ဗာလေအေးပျော်တာတို့ဗာတို့ပျော်ကြညညာဒီမှာတောင်းနေပေါ့နော်တောင်းမိထားလိုက်ပေါ့နော်ဒါလည်းမဆိုင်တော့ညဆိုတော့ဒါတို့ခဲလူတို့ခဲလူပုံမှာနိုင်ဖောင်ပေါ့နော်တို့ခဲနိုင်ဥချီနီထားပေးရောဆိုတာအိုင်စကရင်ပေါ့နော်အေးမပျော်ခင်မှာစားကြရအောင်စားလိုက်ပေါ့နော်ဒါပဲရောဆိုတာစားတစ်ဖက်လူကိုစားစီတယ်လို့ပြောချင်တာပေါ့နော်အဲဒါကြောင့်ရောခဲပေါ့နော် 那所到的ウチニザグラマシマファイエバファンレソトケナイザダナイファンボノケアソロディナイファンのパタピロヤメロチマレナテンマルニドアチアン銀行が空いているうちに振り込みに行かなければならない。それ、うちにグラマーが出ましたね。というやしま、そうい、あ、バレないファンね、え、ているファンね、ライテスを、うちにやしま、今、バイエ、空いているそうで、ているファンね、ライテ。 အဲ့ဆိုတော့ကျွန်တော်တို့အစားကြောင်းလေးကိုပါလာပြရမယ်နော် gain code ဆိုတော့ဘန်ကဘန်ဖွင့်နေစဉ်တုန်းဘန်ဖွင့်နေတုန်းမှာပေါ့နော်ဘန်ဖွင့်နေတုန်းမှာဖူရီကိုမဖူရီကိုမီနီအခါနာကေဘာနာလိုင်းဖူရီကိုမီဆိုတာတာမီနယ်ဆန်လို့ဟိုဟိုဗာလေးပြင်ကြပတ်ဆက်ဆိုခင်းလို့ကြတာပါလို့ပေါ့နော်ဆိုခင်းအကြောင်းခိုင်ခိုင်ဆိုခင်းလို့ရှိတဲ့ဒီဗာနီဟွန်ကုကုနိုင်ဆိုခင်းလို့ပါလို့ရှိတယ်ဆိုရင်ဖူရီကိုမီကလည်းအဲ့လိုမျိုးပဲသူဟိုတစ်ဖက်လူပေါ့နော်ပတ်ဆက်ပို့တာပေါ့ဗာလို့ငွေကြီးချီတာပါဒီမှာလည်းတောင်းများတယ်ဖူရီကိုမီနော်အာ ွေပေးသွင်းတာလို့ပြောရမှာပေါ့နော်အဲ့မျိုးဆိုဘဏ်ကနေငွေပေးသွင်းတယ်ပေါ့နော်တခြားလူအဲ့မျိုးဆိုပူလီကော်မီနီခဏခဲ့တယ်ပါနားလာနိုင်ကြမယ်နော်အဲ့အားကူအကြောင်းဆမ်ဘန်ဟိဆိုဝါအာစီဥချီနီဥတေဆိုတာသေဆိုဟိဆိုဝါအာစီဥချီနီဥတေということわざは若いうちに鍛えた方がいいという意味だって言いたいそうテスはテンとだわのあテンそうだアップペー အာပူနေတဲ့အချိန်မှာရိုက်လို့တွက်ပြရတော့เนาะပြောမှဆင်တော့ဆန်စီတို့မြန်မာစကားပုံဆိုရင်တော့ဒါလေအိုးကောင်းမှုတနနာရိုက်ဆိုတော့ပေါ်တရားပေါ့နော်တန်စွာအာနေပူနေတဲ့အချိန်မှာရိုက်ရတယ်ဆိုတော့ပေါ်တရားပဲအဲ့လိုမျိုးတိုယူခိုတိုဝါစာခိုတိုဝါစာအိစကပေါင်ကားတဲ့ဝါကိုင်းဥချီနီကီတာအေတာဟိုကအိစောငရေစင်အတွင်းမှာပေါ့နော်စူးစားထားတာကိုကိုပါလေပုတ်တက်အောင်လောက်ထားတာကောင်းတယ်လို့ပြောတဲ့အသေးပိန်နဲ့အတူတူပဲတိုယူအီမီဒါတဲ့ဆက်ရမယ်နော်အဲယွန်းပဲအခု えっと子供のうちにそれは子供そうなうちにね傍たいそうなうそうにちょっと今たたいタイムばれそうえノッバレボノあそうคลี子供のうちにそうあじゃあ、ディคลีボノディคลีボคลีでそうにボディคลีอยู่ขึ้นเนี่ยเฉยมาไกโกกูโกโอนาลาอาอืมนาลาวาเซนาลาวาเซตะโฮกาอีโตยูอีคันโมอารุสวาดิငွေတော့ပြောမစင်တော့ဒီအတက်ငွေတဲ့ချင်းဒီကလေး နော်ဒီပါလေအလေတန်းအထက်တန်းတို့ဖြစ်နေတဲ့အချိန်မှာပါလေနန်းရပါလေစကားကိုသင်ယူစီတာကကောင်းတယ်လို့ပြောတဲ့ဒါပေမဲ့ဣခန်ဆိုအမြင်ကြီးလည်းရှိတယ်လို့ပြောချင်တာနော်ဟဲ့ကိုမေကိုနောစာခနာဝဣတမီယာစီဣတမီဆိုတာအသားကိုခလောတာကိုပါလေမှာတောင်းနေပေါ့နော်ဥမာစာခနာတစ်ခုတည်းမဟုတ်ပဲねအာဘူတနီကုဣတမီအာဘလိုရှင်တိုရီနီကုဣတမီဆိုတာအသားကိုစီနဲ့လောတာကိုကြော်တာကိုဒါဣတမီလို့ပြောတယ်ဣဒါကောမှာဣတမီယာစီဆိုတာယာစီဆိုတာလွယ်ကူတယ်ပေါ့နော်အဲ့လိုဆို 이사카나가쪼야르에데로교체하고는그사카나와이타미야스이노데마사로리미냐고는신선신선신선나서와레사도고는신선나우치니えっ、えー、と、港に、えっ、ー、と、運ばれ、すぐに、すぐ加工されるそう。あ、じゃあ、い、お、い、えー、病むすいの、お、は、すみません、先生、いいもの、で、痛みを心配だ、いたるいいけんね。で、痛みそう。あ、で、痛みやっちゃど、 ဟိုဟိုဒါ itami မဟုတ်ကြော်တဲ့ itami တွေပါလေပြောတာပြောမှာဟုတ်နော်ပြောမှာဆိုတော့ဒံရဖြစ်လွယ်တယ်ပုတ်တိုးလွယ်တာပါကိုပြောချင်တာပေါ့နော်အဲ့မျိုးဆိုဒီငားကအားတဲ့ဒီဟိုဗါလေပုတ်တိုးလွယ်တာဖြစ်တဲ့အတွက်ကြောင့်နော်ဒံရလွယ်ဖြစ်တဲ့အတွက်ကြောင့်ဒီလက်ဆက်နေတဲ့အတော်တွင်မှာမိနာတူနီဆိုတာကြောင့်ဒီစိတ်ကံပေါ့နော်စိတ်ကံစိတ်ကံကနေဟာကိုဗါလေတည်သွားပြီးစုကုခကိုစားလေလို့ဆိုတာကြောင့်လောက်ဆက်ကရှိတာကိုလောက်ဆောင်ပြီးတော့တင်သွင်းဖို့ပေါ့နော်တင်သွင်းရတယ်ပေါ့နော်အဲ့ဒါကိုပြောချင်တာ ဒါဆန်းစင်းပြောရှင်းပြတာမှာပါเนาะအီတာမီကဟိုပါနဲ့ကြော်ရတာနဲ့မှာသွားတယ်ဟုတ်ကဲ့ဆိုရင်အခုဆန်းရှင်းပြခဲ့တဲ့ grammar နဲ့ပတ်သက်ပြီးတော့အဲနားလည်မယ်လို့ထင်ပါတယ်။ကဲဆိုတော့မစင်တော့ grammar ကိုတော့ကြည့်ချင်အောင်။အတက်မီရောကကြာတော့ကိုယ့်ဘက်ကိုဗီဒီယိုလေးကိုရက်ပြီးတော့ခဏလောက်ဖတ်ကြည့်ကြည့်လို့ကြည့်ချင်အောင်နော်။ဟုတ်နောက်တစ်ခုကကြာတော့ mukeni ဆိုတဲ့ grammar form လေးပေါ့နော်။ mukeni ဆိုတဲ့ grammar form လေးကသူ့ရဲ့အသေးပင်ကကြာတော့နော်။ mukewa haru tokutei no hito ya gurupu ဂူရူပူနောသမေနောမိုနိုဒတ်တိုယကိုတိုအလာဝါစတိုကီနီစကောက်ဆိုအမူကေဆိုတဲ့ဒီပေါင်လေးကကြတော့ဒီတခုတေးဆိုတာတတ်မှတ်ထားတဲ့လူဒီကိုပြောတာဥပမာပေါ့နော်အာဒီကစားကွင်းကအသက်ဥမာ၄တန်းလောက်ကြီးပဲအာကလေးတွေဆော့လို့ရတဲ့ကစားကွင်းအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှင်အဲဒီစားတောက်ကစီဂျိုသမားတွေအတွက် ဒီတန်းထုတ်တာပေးတယ်အစားအသောက်အဲ့လိုမျိုးပေါ့နော်ဒီတတ်မှတ်ထားတဲ့လူတွေအတွက်ကိုဒါကိုသူတိန်တော့ဟီတိုလို့ခေါ်တယ်ပြီးရင်ဂလူပူနောသမေနောမိုနိုတာတိုဆိုဒီလူအုပ်စုလိုက်ပေါ့နော်ဒီအဖွဲ့အတွက်ဆိုတဲ့ညာဒီမှာအတုံးများတယ်ပြန်မယ်နော်ကဲဆိုရင်ဆက်ဆိုအဝါစာချင်းကြည့်မယ်သူရဲ့ဟိုဟာ example format တွေပေါ့ဟဲ့အဲသူသူရဲ့ grammar ကမူကေနီအရှိမနောင်းပေးလိုက်တယ်တခြားဟာတွေမလိုက်ဘူးမူကေနီမူကေတာမူကေနောဆိုရင်တော့နောက်မှနောင်းထပ်လိုက်ပေါ့နော်အာ example ကကြည့်ကြအောင် အဲခိုလေဝခိုဒုမူမူကေနောအေဂါတာကအောတနာနီမူနင်းခီကအာလူဆိုတာကြောင့်မူကေဆိုတဲ့ grammar form ရဲ့အရှိမှာ noun ပဲလိုက်တယ်ခိုဒုမူဆိုတာက noun ပြီးတော့အနောက်မှာဗာလဲ noun ထပ်လိုက်ခြင်းလည်းလို့ရှိရင်လည်းအနောက်မှာမ noun အာ not လေးပြန်ပါလဲဆိုတော့ခိုလေဝခိုဒုမူမူကေနောအေဂါတာကဒီဟာကခလေးတွေအတွက်ဘောနောခလေးတွေအတွက်ရုပ်ရှင်ဖြစ်မယ်ဒါဆိုမူကေညမြန်မာလိုဘာသာပြန်လို့ရှိရင်တော့ပြောမစင်တော့ ဥတီပြီးတော့တိကျပါနေသူရဲ့ဒီမူခေးဆိုတဲ့စကလုံးတိုင်းဘာသာပြန်မှာဆိုတော့ဥတီပြီးလို့ရည်ရွယ်ပြီးလို့တဘောဘာသာပြန်လို့ရရပေါ့နော်အဲ့ဆိုတော့ခလေးတွေအတွက်ခလေးတက်ရည်ရွယ်ပြီးတော့အဲ့ထောက်တာလုပ်ရှင်ဖြစ်ပေမဲ့လူဒီအတူနာနီမှုဆိုတာကြခလူကြီးတွေကြားမှာလည်းမြင့်ကြီးကအလိုရေပန်းစားလို့ကြိုက်များတာကိုပြောချင်တာပေါ့နော်ဟိုင်နီဘန်အစိုက်ခင်တော့ဝါကာယီဂျိုဆေမူကေနော့ဇာရှိဝဖက်ရှင်ယဂရုမေနော့ အဲ့တော့ခီကြီးကဟောဤစာအခုတော်ပေါ့နော်ငယ်တဲ့ဒီငယ်ရွယ်တဲ့မယွန်းပြူလေးတွေဥတီပြီးတော့ဒီမဂ္ဂဇင်းတွေအကြတော့ဒီ fashion fashion ဘိုင်းတွေဂရုမဲဆိုတာကအစားတောက်နဲ့ပတ်သက်တဲ့ဟာတွေပြတာပေါ့နော်အဲ့ရနဲ့ပတ်သက်တဲ့ခီကြီးဆိုတာဆောင်းပါးတွေများရယ်ပေါ့နော်ပြောတော့အခုထောက်လိုက်တဲ့ဆောင်းပါးတွေအခုတော်ထောက်လိုက်တဲ့ဆောင်းပါးတွေကဒီမင်းကလေးငယ်တဲ့မင်းကလေးရဲ့အတွက်ကိုဥတီပြီးတော့ဒီဟိုအစားတောက်ဘောစားပိုင်းကိုအဲ့ဥစားပေးထောက်လိုက်ကြတာများတယ်လို့ပြောချင်တာနော် sample

ထုတ်လုပ်နေရတည်ထင်နေလို့ပြောချင်တာပေါ့နော်ဟောတည်တည်တည်ထင်နေအောင်မဟုတ်ပါလေထုတ်လုပ်နေရပေါ့နော်အဲ့ဒါကိုပြောချင်တာအဲယွန်းပန်နော်ယွန်းပန်တော့ကြည့်ချင်အောင်ယွန်းပန်ကကြတော့စိုက်ခင်ကဒုရှင်ရှာမူခေနော်ဝမ်လူမှုမန်ရှင်ကအချီကိုချီနီတတယ်လာလေတေးဆိုတော့အခုတလောကကြတော့ဒုက္ခရှင်ရှာမူခေဆိုတာကြသည်ပျောက်သေးသမားတွေအတွက်ကြီးတယ်ပြီးတော့ပျောက်သေးသမားတွေကဥတီပြီးတော့ဝမ်လူမှုဆိုတာကြဝမ်အားကိုပြောပါတော့အိမ်ရှာမဆိုရင်ဒါဝမ်အားဝမ်အားဒီဝမ်လူမှုဆိုရယ်မန်ရှင်တွေကဒီမန်ရှင်အိမ် တိုက်ခံရပါဘောเนาะအချီကိုချင်းကြီးဆိုတော့ဟိုမာဒီမှာအများကြီးပဲဆောက်လောက်တာကြတယ်လို့ပြောချင်တာပေါ့ပြောမစွင်တော့ဟာကြောက်ဖြစ်တယ်မာဒီညာတဲ့အခါကျတော့ဒီကြောက်ဖြစ်တယ်မာဒီတွတ်ဒီဝမ်လူးဆောက်ဟာနေပါလေတိုက်ခံနေဒီဆောက်လာကြတာများတယ်လို့သူကပြောချင်တာပေါ့เนาะကဲရဆိုရင်ဒီမူခင်းနဲ့ပတ်သက်ပြီးတော့အရှိမနောင်းလိုက်တယ်မူခင်းတော့ဆိုရင်လည်းအနောက်မှာနောင်းလိုက်တယ်ကြည့်ရဆိုရင်မူခင်းနဲ့ဆင်တူတဲ့နောက်ထပ် plus အနေနဲ့ကျွန်တော်တို့မူခင်းအမူခီကိုတော့ကြည့်ချင်အောင်နော် ဟဲ့ကဲဆိုရင်ငုခိကလည်းအပေါ်အလိုမျိုးပဲ तू ကလည်းကျွန်တော်တို့ပါလိုက်လဲဆိုတော့နောင်းပဲလိုက်ကြတယ်နောင်းပဲလိုက်ကြเนาะကဲဆိုတော့အမူခိရဲ့ကန်ဂရမ်ဖောင်ရဲ့ပတ်တန်ကပါလဲဆိုတော့မိုတိုမိုတိုမုတေရူစေရှိဆိုနီစီတေယူတိုခီနီယူတိုခီဝငုခိကိုစကောက်ဆိုတာじゃအဒီမိုတိုမိုတိုဆိုတာじゃအရင်ကတည်းကအာရှိပြီးသားစေရှိဆိုဆိုတာじゃအကြောင်းအရာဒီဒီပြောမဆို ဒီပစ္စတခုခုဆိုရင်လည်းဒါအရင်တည်းကကောင်းပြီးသားပစ္စည်းရဲ့အရေးသွေးအရင်တည်းကကောင်းခဲ့တဲ့ပစ္စည်းရဲ့အရေးသွေးတို့ပြီးလို့ရှိရင်အဲဥမာဟိုဒီကားလန်းဆိုရင်လည်းအရင်တည်းကဘယ်မျိုးဘယ်မျိုးတွားဖို့အတွက်တည်တန်းလောက်ထားတဲ့ကားလန်းအဲ့လိုမျိုးတွေပေါ့နော်အဲ့ညာဒီမှာဒီမူခိကိုတောင်းနေလက်ဆိုရင်စီပံပတ်ချစ်ချာခန့်လို့ကြောဝါအန်နီမေနော်စေယူမူခိနော်ကိုယ်ရဲ့ state ဆိုတာကြာသူအဲပရမင်းကလေးရတဲ့ anime anime တော့အဲ စေယူစွာကြာအနီမေအတန်ပြုတ်ဆောင်မူခီနော့ခွဲစတေလူစွာအတန်ဒီအနီမေအတွက်အတန်ပြုတ်ဆောင်တန်ပြုတ်ဆောင်ဒီအတွက်ပေါ့နော်ရည်ရွယ်ပြီးတော့သူသူ့ရဲ့အတန်အဲ့လိုသူလုံနေရလို့ပြောချင်တာပေါ့အနီမေအတန်ပြုတ်ဆောင်ဟိုရည်ရွယ်ပြီးတော့သူသူ့ရဲ့အတန်ကိုသူစူးစမ်းနေရလို့ပြောချင်တာပေါ့နော်အဲ့ဒီညီပိုင်းခွန်တော့ယာမာဝမိချီကစေမာခုတဲ့ဒီတောင်ကတဲ့အလန်းကကျင်းပြီးတော့ကေဝါရှိဆိုတာမဆောက်အောင်ပြောချင်တာနော်မိချီလန်းကကျင်းပြီးတော့အဲ မဆောက်တာဖြစ်ဖြစ်တဲ့အတွက်ကြောင့်အေခန်းရှမူခိတ္တဆိုတာကြောင့်ဒီသွေးကြောင်ရှိတဲ့လူတွေအတွက်ပဲဖြစ်ရမယ်ပေါ့။ငါပြောမစလို့ဒီခေခန်းရှသွေးကြောင်မရှိတဲ့လူတွေအနေနဲ့ဆိုအဆင်မပြေနိုင်ဘူး။ဒါကသွေးကြောင်ရှိတဲ့လူတွေအတွက်ပဲဖြစ်တယ်ပေါ့နော်ဆိုတာကိုပြောချင်တာ။စံပန်ကိုနော့ဖူကူဝါခတ်ကိုိကေရေဒိုရှိကိုတိုမူခိဂျနိုင်ခါရခါခါဝနိုင်ကိုတိုနိစတာဆိုတာဒီအဝတ်စားကဖူကူနော်။ဒီအဝတ်စားကခတ်ကိုိကေရေဒိုမူဆိုတာကြောင့်အမစမကြတယ်မိုက်ပြီမဲ့လဲရှိကိုတိုမူခိဂျနိုင်ခါရနော်။အလုံး အနေနဲ့ဝတ်ဖို့အဆင်မပြေဘူးနော်အဲမျိုးအလုံးအနေအလုံးမှာဝတ်လို့အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်အလုံးမှာဝတ်လို့မရအောင်ဖြစ်တဲ့အတွက်ကြောင့်ခါဝနိုင်ခုတိုနိစတာဆိုတာကြောင့်အဝေးချင်းပြီးမဲ့မဝေခဲ့ဘူးမဝေတဲ့မဝေတဲ့ကိစ္စကိုနိစတာဆိုတာကိုကဆုံးဖြတ်ခဲ့တယ်ပေါ့နော်ဒါကလေနိခုတိုနိစတာဆိုတာလေ grammar တစ်ခုပဲနော်အဲကိုကဒီလိုမျိုးလောက်ခဲလိုက်တယ်ဆိုတဲ့နေရာမှာပြန်ပြောလို့ရှိရင်ခုတိုနိစတာကိုတောင်းတယ်ကြာဆိုတော့ကျွန်တော်ဒီနေ့ grammar ကြီးအများကြီးမတော်ဘူး အဲတခုချင်းစီကိုတတိချာလေးမင်းမလို့တွဲပြီးတော့ဘယ်လိုမျိုးမှတ်လို့ရှင်းနားလေးမလဲဆိုတော့ပုံစံလေးနဲ့ပေါ့နော်ကျွန်တော်ဒီတလောက်လေးမျှော်ပြခဲ့တာပါဒါဆိုတော့ဒီနေ့အာကျွန်တော်ရှင်းပြခဲ့တဲ့ grammar နှစ်ခုနဲ့ပတ်သက်ပြီးတော့ရမယ်လို့ကျွန်တော်လည်းခဲ့ရဆိုကျွန်တော်နောက်ပြီးဒီမှာဆက်ထွေးကြရအောင်ဗျကျမ်းမတတ်နေ